ကြီးနေပြီငါတို့တော့ကြီးနေပြီကရင်ပြည်နယ်မြောက်ပြည်မြို့အနီးတောင်ဘက်ချမ်းမှာကေကေပတ်အပါအဝင်ကြားပြန်ကိုင်းတွေတီရှိရာကိုစစ်တပ်ကဝင်ရောက်စီးနှင်မယ်ဆိုတဲ့သတင်းကြောင့်ကြားပြန်လုတ်ကိုင်းသူတရုတ်နိုင်ငံသားတွေနဲ့မြန်မာအလုသမားတွေထွက်ပြေးနေတယ်လို့ဒေသခံတွေကပြောပါတယ်ကြားပြန်လုတ်ကိုင်းသူနိုင်ငံသားတွေအပါအဝင် မြန်မာလူသမားတွေဟာအော်တိုဘားလာ22ရက်မနက်ပိုင်းကနေစတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ KK ပတ်အပြင် AA ပတ်လို့ခေါ်တဲ့ကြားပြန်လုပ်ငန်းတွေတရှိရာနေရာကငွေကြေးလိမ်လည်ရေးလောက်ကင်သူတွေပါထွက်ပြေးနေတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစစ်တပ်က KK ပတ်ရဲ့အစိတ်အပိုင်းတချို့ကိုဝင်ရောက်စီးနင်းခဲ့တယ်လို့ထုတ်ပြန်ပြီးနောက်ပိုင်းအခုလိုထပ်မံဝင်စီးဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်လာတာပါ။ ကြားဖြန်လောက်ကင်သူတချို့ကတော့တင်းဆောင်ဖို့အတွက်ထိုင်းမြန်မာနယ်ဆက်တောင်ရင်းမြစ်ဖက်ကိုထွက်ပြေးတာရှိသလိုတချို့ကတော့မြရီမြို့အတွင်းနောင်လန်းတွေကနေထွက်ပြေးနေတာတွေ့ရပြီးပြည်ုပ်နိုင်ငံသားတွေကိုတော့စစ်ဘက်နဲ့လုံခြုံရေးကနေထွက်ခေါ်နေတာတွေရှိနေတယ်လို့လက်ရှိအခြေအနေကိုသိရှိတဲ့ဒေသခံတအူးကလည်းရှင်းပြပါဗျာ